ကချင်ပြည်နယ်မှဝင်းကြီးကျေးရွာရှိဒုက္ခသည်စခန်းတွေမှာလာရောက်ခိုလုံသူဥယျာဉ်2000ကျော်တိုးပွားလာပြီးနေထိုင်ရေးအတွက်အခက်အခဲတွေရှိနေတဲ့အပြင်ငှက်ဖျားယောဂါနဲ့ဝမ်းပြက်ဝမ်းလျှော်ယောဂါတွေကူးစက်ပြန့်ပွားနေတယ်လို့အဆိုပါကယ်ဆယ်ရေးစခန်းရှိတာဝန်ရှိသူတွေနဲ့လာရောက်ခိုလုံနေသူတွေထံကသိရပါဗျ။ လက်ရှိမှာကချင်ပြည်နယ်ဗမော်ခရိုင်မန်စီမြို့နယ်မန်ဝင်းကြီးကျေးရွာမှာစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း၅ခုရှိနေပြီးလာရောက်ခိုလုံသူအရေအတွက်6000ကျော်ရှိနေရလို့ KPC ဒုက္ခသည်စခန်းတာဝန်ခံဦးစော်လက်ကပြောပါရယ်ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်မန်ဝင်းကြီးကျေးရွာမှာဒုက္ခသည်စခန်းတစ်ခုကိုတိုးချဲ့ခဲ့ရပြီးအဆိုပါစခန်းမှာနေထိုင်ရေးခက်ခဲမှုတွေရှိနေတဲ့အပြင်ကျောင်းနေရွယ်ကလေးတငယ်တွေပညာရေးအတွက်လည်းစိုးရိမ်မှုတွေရှိနေရလို့အဆိုပါရိုးရဒုက္ခသည်စခန်းမှာလာရောက်နေထိုင်သူတွေကပြောပါရယ် KPC ဒုက္ခသည်စခန်းကဆရာမဒေါ်နန်းရောကကယ်ဆယ်ရေးစခန်းမှာနေမကောင်းလို့ဆေးကုပေးရတဲ့လူနာအရေအတွက်ဟာတနေ့ကိုအယောက်90ဝန်းကျင်ရှိပြီးအဲ့ဒီလူနာတွေထဲမှာအများဆုံးဖြစ်နေတဲ့ယောဂါတွေကတော့ငှက်ပြားယောဂါနဲ့ဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဖြစ်နေကဇွန်လအတွင်းမှာယောဂါဖြစ်တဲ့လူနာအရေအတွက်ပိုများနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိကအချက်ဟာအစားအသောက်တွေမတန့်ရှင်းတာနဲ့တကိုယ်ရည်တန့်ရှင်းမှုအားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ဆရာမဒေါ်နန်းရော်ကဆက်လက်ပြောပါရယ်။ဒါအပြင်နေမကောင်းတဲ့သူတွေများနေတဲ့အပြင်အခန်းကလည်းအရန်ကျင်းတဲ့အတွက်နေထိုင်မှုအခက်အခဲရှိတယ်လို့ဒုက္ခသည်စခန်းမှာလာရောက်ခိုးလုံသူတွေကဆိုပါရယ်။ တမ88လက်အောက်ခံခလာရ83ကတရင်မူဒုတိယဗိုလ်မှူးကြီးကျော်ဆန်းအောင်ကတော့လက်ရှိမှာအဲ့ဒီဒေတာတွေအတွင်းသွာလာနေတဲ့အချိန်တွေကိုကန့်သက်ထားတာမရှိပဲတောင်ပေါ်ကိုသွားပြီးတောင်ရလုံးမဲ့ဒေတာခံတွေကတော့လမ်းမှာမိုင်းတွေကိုတတိထားသွာလာဖို့ပြောထားတယ်လို့ဆိုပါတယ်ဒါအပြင်ဧပြီလတွင်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအဲရီမျိုးရဲ့ကြားကောင်းတောင်ပေါ်မှာစစ်ပွဲတွေအများဆုံးဖြစ်ခဲ့တယ်လို့လည်းသိရပါဗျ ဒီလိုတိုက်ပွဲတွေဖြစ်ပွားပြီးမန်ဝင်းကြီးကျေးရွာအတွင်းအပစ်ခတ်တွေငြိမ်သက်ခဲ့ပေမဲ့မေလ22ရက်နေ့ည9:55မိနစ်ခန့်မှာတော့မန်ဝင်းကြီးရဲစခန်းကိုမြို့ရဲ့အနောက်တောင်ဘက်ကနေတနက်နေ့2ချက်ပစ်ခတ်မှုကြောင့်အဆိုပါပစ်ခတ်ခဲ့တဲ့နေရာကိုခံမှန်းပြီးတနက်နေ့5ချက်ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့ရတယ်လို့တရင်မှုကပြောကြားခဲ့ပါတယ်